နေ့ဟာအိုးရင်သွင်းကြီးရာစာတင်ကြောင်းဘုံကျဲခံရတာ9ရက်မြောက်နေ့ဖြစ်ပါတယ်။စပြီးတော့ဘုံကျဲခံရတဲ့ပထမနေ့မေလ12ရက်နေ့မှာကလေးအယောက်20နဲ့ဆရာမ2ဦးတည်ဆုံးခဲ့ပါတယ်။နောက်တစ်နေ့23ရက်နေ့မှာနောက်ထပ်2ဦး24ရက်နေ့မနက်ပိုင်းကလည်းနောက်ထပ်2ဦးထပ်ပြီးတော့တည်ဆုံးပါတယ်။စုစုပေါင်းတည်ဆုံးသူဟာ24ဦးတိရှိသွားပါပြီ။တန်ရရတဲ့ဒူနာပေါင်းကလည်းတရား2ဦးတိရှိရလို့အိုးဒိန်တွင်ဒေတာကန် TM Media ကိုပြောပါရယ်တန်ရရတဲ့ကလေးတွေထဲမှာလည်း ဂိင်း၅ယောက်လောက်ကအသက်လူနေရတယ်လို့သူကဆက်ပြောပါတယ်။မစိုးရင်ရတော့တဲ့ကလေးတွေကြတော့လဲခြေပြက်လို့စတီးယိုအစားထိုးရတာရှိသလိုလက်ပြက်ပြီးတော့အစာအနာမတွေ့တော့လို့ပြန်ဆက်မရပဲနဲ့တတလုံးလက်ပြက်ပေါ်ကနေနေရတော့မယ်ကလေးတွေလည်းရှိနေပါရဲ့။ဒီကနေ့ထိအိုးရင်တွင်တရွာလုံးကလူကြီးမိဘတွေဟာဝမ်းနည်းမှု ကြည်ကွဲမှုဒေါသနဲ့ဆက်ဆုပ်ယုံရှာမှုစခံစားချက်တွေရောထွေးနေကြပါရဲ့။ တရားလုံးကလည်းစာတင်ကြောင်းပုံကျဲခံရတဲ့ဖြစ်စဉ်ဝယ်မမေ့နိုင်ပဲနဲ့မိုးလင်းမိုးထုတ်ပြောလို့မဆုံးဖြစ်နေရပါပဲပုံကျဲခင်ကတော့ကုကုပင်နန်းနေနေတင့်ပင်နေနေကြောင်းကကျွန်တော်တို့ကြောင်းကစစ်စစ်ရှိတော့ကလေးတွေနေနေဇာတ်ရွာသားတွေရဲ့မိဘတွေရတဲ့အကလေးတွေကုကလေးတွေစာတက်အောင်အဲစာရီတက်အောင်ပြင်ပေးရတာသူတဲ့အကြောင်းထဲမှာရောက်ရင်ကြည်နူးတွေပြောဆင်းတယ်အဲပုံလက်ကျဲပြီးတဲ့ခါကျတော့ဒီအရာကြီးကဟိုတကယ်တုတ်တန်စားမြင်ခဲ့သူ ကိုလုံးက၆ချပြီးတော့သေးလန့်ထိပ်ပြပြီးကြောင်းထဲမှာမုံရဲမရဲမလာရမသွားရမလာရတဲ့ပုံစံကိုပြတာအဲ့ဒီမှာအစအနတွေလည်းများစွာရှိကြတာကြတော့ဒီအဒီလောင်းလူလုံးကိုစီပက်လက်ပြက်တွေရဲ့ဒီပွင့်ထွက်သွားတဲ့အသားစုသားသားတွေနဲ့နေတယ်ရှိနေတယ်အခုချိန်ဆိုရင်အခုချိန်ကညှိနှံ့နေမှာပျောက်သေးဘူးလူကွက်တွေနဲ့ဟိုကြောက်ကြလည်းကောင်းတယ်ဟိုလိုရင်ထဲမှာခံစားရတယ်အများကြီးပဲဟိုစက်စုပ်ညွန်ကြတယ်လည်းကောင်းတယ်ဒီကျွန်တော်ဒီမှာဆိုရင်လား ဆာမလုပ်ပြီးတော့စာသင်ပေးနေတာပဲကျွန်တော်တို့မှရင်းပြပို့ပါသွားရပြန်သူအဲ့ကမှသူဆန်တန်းကိုစာသင်ပေးနေတာနော်မက်တမာတီတက်ကောင်22လောက်နေမှာအခုချိန်ကြီးကတော့ကြောင်းရင်းကြည့်ပြီးတော့လန့်နေတာပေါ့တချို့ဆိုလို့ချင်းအခုချိန်မှတော့ညာရင်းညလာတော့ညာကြောင်းလာမတော်ရတဲ့ပုံစံမျိုးဖြစ်တော့6ချားတော့စိတ်ပြေဒီဘာလုံးကလည်းတိတ်ဆိတ်ပြီးတော့အခုသူသွားတယ်သူကမရှိတော့ဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့ဒီကလေးတွေကသူ့ကိုသင်္ကန်းသွားတဲ့ခါကျတော့သင်္ကန်းတော့လိုက်သွားတာမျိုးတွေ အမ်မူဆိုတော့ဇာတ်မှန်ဓာတ်ချောက်ချနေကြောက်လန့်တော့ကြတယ် LTG ကိုယ်ခံစားနေရတဲ့ဂျားတဲ့ဟာရှဲရွာလူလူဟာစစ်ကောင်စီရဲ့တရင်အတုတွေကြောင့်ပို့ပြီးတော့စိတ်ထိခိုက်နေကြရတယ်လို့လည်းသိရပါတယ်ဆိုရှယ်မီဒီယာပေါ်မှာအိမ်မဟုတ်မှမန်တဲ့ကိစ္စတွေပြန့်နေတာကလည်းပဲဟိုဒီဘက်မှာရှိတဲ့ဒီရွာလူလူကိုတော်တော်လေးဝမ်းနေထိခိုက်စေတယ်ဗျာဟိုဒီလောက်ကြီးဟိုစီကွဲခံစားနေရပါတယ်ဆိုမှဟိုဒီ online ပေါ်မှာဟိုဒါကအစအစကဘယ်သူ ဟိုလေးနဲ့လာခဲ့တာမဟုတ်ပါဘူးဟိုဒါဒီအဲ့လိုမျိုးဟို BDS တွေကောင်းဟိုဖြစ်တာပါဟို BDS တွေကဟိုဘုံခွဲလို့ဖြစ်တာပါဆိုပြီးတော့မှအဲ့လိုမျိုးပြောကြတာဗျာပြီးဒီကလေးတွေကလည်းဒါဟိုအကျန့်ဖက်ကလေးတွေအကျန့်ဖက်အားပေးရကလေးတွေအဲ့လိုမျိုးပြောကြတာဟိုဒီမှာကအကုန်လုံးကမြင်နေရတာပဲမြင်နေရတာပဲဆိုတာကဒီစပင်းကြောင်းလေးလေးပဲခုနပြောတဲ့လည်းငါကအဖွဲ့စည်းရင်းပတ်သက်မှုလည်းမရှိဘူးဆက်ဆက်မှုလည်းမရှိဘူးလို့ငါထပ်တာမျိုးလည်းဟိုမရှိဘူးပေါ့ဗျာဟိုတည်ဆုံးရတဲ့ကလေးတွေပေါ့ဒီလိုအကျန့်ဖက်ကလေးတွေပြောကြတော့ ဟိုဒါဒီဒီမိဘတွေရောအခုရဲ့ဒါမျိုးမဟုတ်သေးတာဒီရွာရွာလူလူစီမှာကအဲ့နှလုံးကြီးပွဲရတဲ့အခြေအနေမျိုးဖြစ်တာပဲစစ်ကောင်စီကဥရင်နေကြီးရစာတင်ကြောင်းကိုဘုံကျဲပြီးတော့ကလေးပေါင်းများစွာကိုရရက်ဆက်ဆက်တက်ဖြတ်ပြီးတာတော့မရက်သေးပါဘူးမေလ14ရက်နေ့မနေ့နေ့လယ်ပိုင်းကတန်ရရတဲ့ကလေးတွေရှိရဲ့စေကန်းနေရာကိုဒူနာတွားကြည့်ရဲ့ဥရင်တွင်ခြွာသားတော့ဘူးလမ်းမှာ ပြစ်ခတ်နှလုံးကိုပေါ်ဝါနဲ့စီးပြီးတော့ခေါ်သွားတယ်လို့ ဥရင်တွင်ဒေတာခန်တွေက TM Media ကိုအတီးပြုပြောကြပါတယ်။အာကျွန်တော်တို့ကတော့ကြွားတာဒီသင်ကန်းကိုအင်္ဂလိပ်သေးတွေပေါ့ဗျာကလေးပြေတဲ့ကလေးဦးလေးတွေသွားတဲ့အခါကလင်ဟိုရောက်မှဥရင်နားမှာသွားဒီနည်းနည်းပြက်ခတ်ပြီးဖမ်းလို့မရဘူး။ဒီလိုကျွန်တော်ရကျန်တဲ့ခုထွေရောအင်းထွေနဲ့မှာမျက်နှာပေါ်ကပြီးပြီးတော့ခေါ်သွားရတဲ့ညရတာ။အဲရွာသားနှစ်ယောက်ဗျာ။အင်းသားရအင်္ဂံကြရတဲ့သူတို့တယောက်ဆိုအားလုံးသုံးလုံးသွားတယ်။ ကလေးပေးရောက်ရဲ့သူရဲ့သူဒူမားတွေကသုံးအောင်လောက်လေးကလောက်ဆက်သွားတယ်။ဒဏ်ရနေတယ်အဲ့လိုကြောင့်မို့လို့သူကသူကရနဲ့လိုက်သွားတာ။နောက်တော့တယောက်ကသူဒီမားလေးတိုင်းညီလာမသူသူကလည်းအဲ့ဒါကိုဖိလို့မရလိုက်သွား။ချိန်ကဆနေနိုင်ချိုးကိမဲ့ဝရဏင်းကနေစေကောင်းကိုသွားတဲ့ခါကျတော့သူကလမ်းကြောင်းမကြောင်းနဲ့ဝရလင်ကိုရောက်သွားတယ်ကြာ။သူတို့သွားမဲ့နေရာကဝရလင်ကသွားရင်လည်းရတော့ရတော့ပေါ့။ကြားတဲ့လမ်းရှိရာကိုမကြည့်ကြခဲ့ကြတော့ ဒီနေ့ကနေတော့ဝူဒီနေ့ရတို့တိတဲ့လမ်းသွားတာနေမှာပေါ့ဗျာအဲ့ဒီနေ့ကကလင်းမိဘတွေကစာတင်ကြောင်းဘုံကျဲခံလိုက်ရပြီဆိုတော့စကြားရကလေးကသားသမီးဇောနဲ့စာတင်ကြောင်းစီအပြေးလွှာသွားကြည့်ကြပါတယ်ကျောင်းရောက်တဲ့အချိန်မှာတော့မြင်ရဆရာတော့မရှိတော့ရှင်နဲ့ကြည်ကွဲစရာကောင်းတဲ့မြင်ကွင်းတွေကသူတို့ခက်ခတီးတီးနဲ့စီးကြုံနေကြတာပါကလေးတွေရဲ့ခန္ဓာကိုယ်အပိုင်းစတွေဟာအပိုင်းပိုင်းပြန့်ကျဲထွက်ကုန်တာကြောင့်တချို့မိဘတွေဟာ သူတို့သားသမီးရဲ့ရုပ်အလောင်းကဘယ်ဟာလဲဆိုတာမှတိတိကျကျမသိရတော့ပါဘူးကလေးတွေကကောက် ကောက်ပြီးတော့အဲ့လိုမျိုးကြမ်းစီတာအဲမိသားစုလာလို့ရှိရင်ရွေးနိုင်အောင်ပြေးနိုင်အောင်ကိုသားသမီးပြရအောင်ပြီးလို့ရအောင်အဲ့ရမှာဘုံကျဲပြီးဆိုမှမိသားစုပြန်လာဟိုပြန်လာပြန်ကြောင်းဒီလိုမျိုးဘုံကျဲခံရတဲ့ဆိုမှတော်ရတောင်းတဲ့ပြန်လာကြပြန်လာရကိုသားသမီးကိုရှာအဲ့လိုမျိုးဒီဟိုသားသမီးတွေကိုဘသူသားသမီးဘဝသားသမီးတို့ကိုသားသမီးသူသားသမီးပြရအောင်မကြအဲ့ဒီလေကလေးတွေကိုကောက်ပြီးတော့ညှန့်ထားတာကြာ အာငါသားသမီးကပဲမနှောတော့ဝိုင်းရှာရတာမျိုးပေါ်တယ်အဲလိုဟိုပြည့်ရသူကပြည့်ကြတာကလေးတွေကတော့ဒီကျောင်းသားမိဘနဲ့နေရွာတွေကဒီတကြီးတွေတဲ့ပဲတရားပဲအကုန်လုံးကအဲကျောင်းရဲ့နေရာထဲမှာပဲကလေးရှိသေးတော့ပသူရှိသေးတော့အဲ့လိုမျိုးကြီးပဲလက်တွေကောက်ရတာမျိုးရှိတာပေါ့ဗျာမိဘတဦးဆိုရင်သူ့မှာကလေး၃ယောက်ရှိတယ်ဘုံကျဲခံရတဲ့နေ့မှာ၃ယောက်ထဲက၂ယောက်တည်ရောတယ်တယောက်ကဒဏ်ရာရသွားတယ်အဲ့ဒီမိဘဆိုရင် အတိစိတ်လွတ်ပြီးတော့ယူတော့မလို့တော့ဖြစ်နေတာမို့လို့အနားမှာတခြားလူတွေကကျူးဆိုင်ပြီးနေရပါတယ်တသမီနေအောင်ပါတဲ့မိသားတွေကတော့ယူမတတ်ဆန်တာနဲ့တယောက်ကဆိုရင်ယူစလူလူကိုဖြစ်နေကြသူ့မှာကလေးသုံးယောက်ရှိတယ်နှစ်ယောက်ကဆုံးတယ်တယောက်ကကိုဆေးရုံပါဗျအဲ့မိသားဆိုလို့ရှိရင်ကယူစလူလူကိုဖြစ်ပြသူ့နားမှာဟိုအများကြီးကျူးဆိုင်နေရတာယူတပိုင်းကိုဖြစ်နေတယ်အဲ့တယောက်ကတော့ယူဆုံးမရဖြစ်တာပေါ့ဗျာဟိုတချင်းတဲ့တပိုင်းတွေမှာပေါ့လေမိဘဗျာညာဆိုတာအနေဆုံးကိုယ့်ရဲ့ဟိုသားသမီးမဟုတ်တဲ့တိုင်းပေါ့လေ ကိုရတူတူမှာကိုနဲ့တွေ့တာမှတော်ကြီးတိုင်းအဲ့လိုမျိုးဟိုဒီလိုမျိုးဖြစ်ကြတဲ့အပေါ်မှာအကုန်လုံးကဒီ manager ဟို future ဟိုမိသားစုကြဟိုငိုကြွေးကြတဲ့အတန်တွေကတော့ဟိုရှန်ရှန်ထွက်လို့နေတာပေါ့လေအဲ့ဒီဟိုဒီစာတင်ကြောင်းကိုဝင်ကြည့်ရမှာဆိုလို့ရှိရင်ကဟိုအင်တာအိမ်မှာကလေးတွေလို့ဟိုမိဘဒီဟိုတာဟိုမျိုးကိုပြားဒီကျွန်တော်တို့ဒီကြောင်းကွင်းထဲမှာဟိုမိဘကြီးအဲ့လိုမျိုးပါဖြစ်ကြတာဗျာဟိုဘုံဒီလေးစာတင်ကြောင်းပေါ်ကိုကြားတယ်လို့ဆချားပဲဟိုပါလို့ဒီကမှရှိတဲ့ဟိုလူကြီးမှန်နေများသည်ဟာငါတို့ကလေးငါတို့ကလေး ငါတို့ကလေးတွေငါတို့ကလေးတွေဆိုပြီးတော့မှအပင်ကြောင်းကိုဘုံသားပြီဆိုပြီးတော့အကုန်လုံးအစိုးရိမ်စိမ့်နဲ့ဟိုမျက်ရည်တွေဝဲတက်လာအတန်ကြီးဟိုတုံတုံရင်တက်လာပြီးတော့မှဖြစ်တာဆိုတော့ကျွန်တော်တို့အလိုဟိုဒီစာပင်ကြောင်းကိုပြီးသွားရဲ့လမ်းလျှောက်ကြားတယ်ငါတို့ကလေးတွေဘယ်လိုနေလဲမသိဘူးငါတို့ကလေးတွေဘယ်လိုနေလဲမသိဘူးလို့အကုန်လုံးလှုပ်ခိစားတာကျွန်တော်တို့ရှိရနေပြီးတော့မှဒီစာပင်ကြောင်းကိုတောက်နေတဲ့သူတွေရွာသားတွေရှိတယ်သူတွေလည်းအလိုပဲဒီခုနပြောတဲ့ဒီငါးရဲ့တာငါးရဲ့တမီးငါတို့ကလေးတွေဆိုပြီးတော့မှအကုန်လုံးကငိုငိုတွေးနေကြတာပါဒါပေါ့ဗျာဒီငိုတွေးနေကြတာပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းငိုတာပဲ တော့အကုန်လုံးကအဲ့လိုမျိုးဟိုဟာဟိုတော်တော်လေးအင်ဆိုမီယာဟိုဖြစ်ကြတာ